Ha ha ha! အဖွဲ့သားတွေဟာဒီတစ်ပတ်မှာတော့ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်တွေကကျွဲကောပင်တွေအကြောင်းကိုရိုက်ကူးတင်ဆက်ပေးသွားမှာပါ။တိုက်ကြီးမြို့နယ်တွေကရှမ်းသူရက်ကွက်မှာကျွဲကောပင်တွေကိုနှစ်ပေါင်း၁၂နှစ်ကြာစိုက်ပျိုးထားတဲ့ဥက္ကမင်းရဲ့ channel ကိုတောက်ရောက်ပြီးကျွဲကောပင်တွေဘယ်လိုစိုက်ပျိုးရလဲ။စားသုံးသူတွေရောဘယ်လိုမျိုးတွေလက်ခံထားလဲ။ဈေးကွက်နေထားရောဘယ်လိုရှိလဲဆိုတာကိုကျွန်မနဲ့တူတောက်ရောက်ပြီးတော့လေ့လာကြည့်အောင်ရှင်။ဦးရေမင်္ဂလာပါရှင့်မင်္ဂလာပါသမီးဟုတ်ဦးဘာလေးလောက်နေလဲဦး ကြောကောကိုင်းအချောက်လေးတွေလိုက်ညက်တယ်တပည့်ဟုတ်အဲ့ဒါညှက်ချင်းအဖြစ်ပါအကျိုးကျေးဇူးတွေရှိမလဲအဲသူကဒီအချောက်ကအပင်ကိုကူးမသွားဘူးပေါ့ဒါကိုအောက်ကိုဖြတ်ချလိုက်ရင်ပင်တန်တမာမှာရှိတယ်ပေါ့ဩဒီကြောကောသီးတွေကရပြီလားအလုံးတွေကတော်တော်ကြီးနေပြီမရသေးဘူးတမီးကနည်းနည်းစောင့်အောင်နှစ်လလောက်စောင့်အောင်ပါဟုတ်ကဲ့ပါဦးရေတမီးဒီဟိုလာလာတော့ကြောကောပင်တွေအကြောင်းပေါ့နော်ဒါရိုက်ကူးတာပါအဲ့တော့တမီးရင်ုံလုံးသိချင်တာကဒီကြောကောပင်တွေကိုဘယ်လိုမျိုးဟို အပင်ဘောက်ကနေဘယ်လိုမျိုးစပြီးတော့စိုက်ပျိုးရလဲစိုက်ပျိုးတဲ့နေရာမှာအဲ့လိုအတီးတီးတဲ့အထိပေါ့နော်ဘယ်လိုတွေစိုက်ပျိုးရလဲဆိုတာလေးစိုက်ပျိုးနည်းအဆင့်ဆင့်လေးကိုပြောပြပေးပါအောင်ရှင်စိုက်ပျိုးနည်းကတော့တမီးရဲ့ तू อ่ะဟိုပါပေါ့ဂိုင်းကူးပြီးမှစိုက်တဲ့မျိုးပေါ့ဆိုတော့အဲ့သူ့ကိုတော့ဒီမိုးမေဝခင်လောက်ပေါ့လေဟိုဂျွန်လဝင်းကျင်လောက်မှာမြကျွန်းတူးပေါ့နှစ်ပေပတ်လဲနှစ်ပေနှစ်လောက်တူးပြီးတော့မီးရှို့ပေါ့အထဲအမိုက်ထဲမီးရှို့ထားပြီးတော့ဂျွန်လလက်ဝက်လောက်ဆိုရင်ကူးထားတဲ့ဂိုင်းကိုမြေချစိုက်လို့ရပြီပေါ့ မိုးမရွာရင်တော့ရေနည်းနည်းပါပါပေးရတယ်ပေါ့မိုးရွာရင်တော့သူ့ကိုဒီတိုင်းထားလို့ရပြီပေါ့ဒါဟိုကြိုပြီးတော့လုတ်တဲ့ဥစ္စာပေါ့လေတန်းဆိုင်မယ်ဆိုရင်လည်းဆိုင်လို့တော့ရတယ်ပေါ့အဲ့ဒီကနေဆိုင်ပြိုးပြီးဘယ်နှစ်အကြာမှာအသီးတင်လဲပင်ပြုစုမှုကောင်းတယ်ရေနေထားလည်းကောင်းတယ်နေရာလည်းကောင်းတယ်ဆိုရင်နှစ်နှစ်ခွဲသုံးနှစ်ဆိုရင်တည်တယ်တာမန်လောက်ဆိုရင်တော့၄နှစ်၅နှစ်လောက်မှတည်တယ်လှိုင်လှိုင်ရတော့အဲ၄၅နှစ်လောက်ကြာမှအသီးလှိုင် သမီးတီးတလောက်တော့ကျွဲကောမျိုးတွေအများကြီးပဲရှိရလို့သိရရဲ့ရှင်အဲ့တော့ဒီကျွဲကောမျိုးတွေမှာရောဘယ်လိုမျိုးတွေကိုစိုက်ကြလဲအရင်တော့တော့ဦးလေးတို့ကဒီမှာဟိုပါပေါ့ရှမ်းမျိုးလို့ခေါ်တာပေါ့လေဒေတာမျိုးပေါ့အဲ့အဲ့ဒါမျိုးစိုက်တယ်ဒါမဲ့အဲ့ဒါကလူအကြိုက်နည်းနည်းနဲတယ်ပေါ့အခုနောက်ပိုင်းကျတော့လူအသုံးများတဲ့ဟာပေါ့အဲ့ဒါကိုပြောင်းပြီးစိုက်တယ်အဲ့ဒါဘာမျိုးတွေလဲဆိုတော့အဲ့ဒါတော့ဒီမှာတက်ကြီးမှာတော့ဒီအုံညာကျွဲကောမျိုးရဲ့နောက်မော်လမြိုင်ကလာတဲ့မော်လမြိုင်ကျွဲကောမျိုးပန်းရောင်ပေါ့ အဲအဲ့ဒါမျိုးတွေကို site ဖြစ်ပါတယ်အဲ့ဆိုအရင်တော့ဒီရှမ်းမျိုးနဲ့အခု site တဲ့မျိုးတွေကရတာกว่าလို့လားဘလို့กว่าလို့လဲရတာกว่าတယ်တမီးရှမ်းမျိုးကဟိုပါပေါ့ဟိုလူကြိုက်တဲ့အရာတာနဲတယ်နောက်အသီးမလှဘူးပေါ့အလုံးတော့ချောတယ်ဒါမဲ့အထက်ကဟိုအသီးသေးတယ်ပေါ့စားလို့ရတဲ့ဟာအသီးသေးတယ်ပေါ့အခွန်ထူတယ်ပေါ့ဒီအုံညာမျိုးတို့ဒီမော်လမြိုင်မျိုးတို့ပေါ့အဲ့ဒါတွေကတော့အယောင်လဲ န်းရောင်လိုဟာမျိုးရှိတယ်အထက်ကလည်းဟိုခြိုးတဲ့အရာသာရှိတယ်လူကြိုက်များတယ်ပေါ့အဲ့တော့အဲ့ဒါမျိုးပြောင်းပြီးစိုက်ဖြစ်တာပေါ့ဟုတ်ကဲ့ပါကျွဲကောပင်တွေရောအလိုပိုးကြတာတွေပါရှိလားအရွက်နုထိုးတဲ့အချိန်မှာတော့ပိုးအများဆုံးကြတယ်အဓိကတော့ပရွက်စိတ်စားတယ်ပေါ့ပရွက်စိတ်တိတိလေးတွေအရွက်နုလေးတွေကိုစားတယ်နော်အဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့နောက်ဟိုပေါ့ရွက်လိပ်ပိုးလို့ပါလို့အဲ့ဒါတွေလည်းလာတယ်ဒါဟိုရွက်နုထိုးတဲ့အချိန်ပေါ့အဲ့လိုချိန်တော့အဲ့လိုပိုးလာတယ် နောက်အတီးတီးပြီးဆိုရင်တော့ဟိုပါပေါ့တီးရိုးရင်ဆိုတဲ့မျိုးအဲ့အဲ့လိုဟာမျိုးလာတယ်။နားတယ်ပေါ့ပြီးရင်အတီးကြွေသွားတယ်ပေါ့။အဲ့လိုဓမြဩဇာတွေပါကြတယ်ကြတော့ကြွေးရရရှိလားဟိုဥလိုပါဥလိုအတွေ့အကြုံရကြွေးရတာဒါမှမဟုတ်တခြားဒီစိုက်ပျိုးရေးတို့ဘာတို့ကပြောတာရှိလား။စိုက်ပျိုးရေးကပညာပေးတာတွေပါကြီးလည်းရှိတယ်။အဲ့ဒီကိုလည်းသင်တန်းတွေပါကြီးခေါ်ပြီးပေးတယ်တမီးသွားဘူးတယ်။နောက်အများဆုံးတော့ဥလေးတို့ကဒီမှာတဘာဝမြေဩဇာပေါ့။နွားချီးတို့ကြက်ချီးတို့ပေါ့အဲ့ဒါအများဆုံးသုံးတယ်။မြေစီကတော့ သုံးတော့သုံးတယ်အများကြီးမများဘူးထဲ့တော့ထဲ့ရတယ်ဟုတ်ကဲ့မြေစီမထဲ့ရင်လည်းအပင်ရဲ့ကြီးထွားနှုံနှေးလို့အဲ့တော့မြေစီလည်းကျွေးတယ်ကြက်ချီးနွားချီးတော့အဓိကထားပြီးကျွေးတယ်လက်ရှိဆိုတဲ့ဒီမှာကြက်ချီးတွေကကြံနေတာရှိတယ်အဲဆိုရင်တခြားဒီပိုးသက်ဆေးတို့ဘာလို့ရောရက်နှုထိုးချိန်လောက်ဆိုရင်တော့တစ်ချိန်နှစ်ချိန်လောက်ခံပေးရတယ်ဒါမှဒီဟောပေါ့ပိုးကင်းသွားအောင်ပေါ့သူအဲ့ရက်နှုထိုးတဲ့ချိန်မှာပိုးကင်းမှာအသီးအပွင့်အလိုက်များတယ်ပေါ့အဖူးအပွင့်အလိုက်များတယ်ပေါ့ ဟုတ်ကဲ့ဦးရေသမီးဒီပင်မှာထူးထူးခြားခြားဒီရေတံမူးလေးချိန်ထားတွေ့ရအဲ့ဒါဘာဖြစ်လို့လဲမလဲအဲ့ဒါလေဟိုကပေါ့ဒီတီးထိုးရင်ခေါ်တာပေါ့ဒီအသီးတွေကိုထိုးတဲ့ပြားလိုမျိုးပဲပေါ့အဲအဲ့ဒီဟာဒီထောင်နဲ့ထောင်ကျောက်ပေါ့အဲ့ဒီပြားလေးထိုးလိုက်ပြီဆိုရင်ဒီကဒီအသီးကိုသူကအပြင်းအနေနားပြီးတော့ထိုးလိုက်တာထိုးလိုက်ရင်ဒီကောအထဲကိုမျိုးဥလဲပါတယ်ဒီဒီသူ့ရဲ့မျိုးပေါ့သူ့မျိုးလဲပါတယ်နောက်သူကဒီကဝိတ်ကြီးလေးကိုလဲဆုပ်လိုက်တယ်အခွန်အားပေါ့အဲ့ကြရင်ဒီအသီးက ဝါပြီးတော့အညာနေကျွေးကြသွားအောက်ကိုလုံးဝကျွေးကြသွားအဲ့တော့အရွယ်မတိုင်မဲနဲ့အသီးဆုံးရှုံးသွားတာပေါ့ကြွဲကောဒီဆိုင်မယ်ဆိုရင်ရောတခြားဘာတွေလိုအပ်ချက်တွေရှိအောင်မလဲအဲ့ဒါတွေလည်းပြပါပေးပါအောင်တိတ်အထူးဆန်းကြီးတော့မဟုတ်ပါဘူးမြေကြီးနေရာလေးရွေးဖို့တော့လိုတာပေါ့ဥမာဟိုရင်းနစ်တဲ့နေရာမျိုးတို့ဟိုရေရှားတဲ့နေရာမျိုးတို့ပေါ့အဲ့ဒါမျိုးတော့ရှောင်တဲ့နာပေါ့သူကရေကြိုက်တာလားရေတော့ကြိုက်တယ်ဒါပေမဲ့ရင်းနစ်တာကိုကြောက်တယ်ဩဒီဟာစိုက်ချင်တယ်ဆိုရင်တော့နေရာရွေးတဲ့နေရာလေးအရေးကြီးပါတယ်စိုက်မဲ့မြေနေရာနောက်တစ်ခါမျိုးပေါ့ နောက်ဟိုနီးပညာလေးတွေနီးပညာဆိုတော့ခုနစိုက်မဲ့ဥမာတပင်တပင်ဘယ်လောက်ချားမယ်တဒန်းတဒန်းဘယ်လောက်ချားမယ်စိုက်လို့ရှိရင် အောက်ကမြေအခံနေနဲ့ဗာထဲ့မယ်နောက်သူဟိုအပင်ဆွဲလာပြီဆိုရင်ခုနအညွန်အဖူလေးတွေထွက်လာပြီဆိုရင်ဗာလုတ်ပေးမယ်ပေါ့ပိုးကြရင်မဗာဆေးလေးတွေသုံးမယ်အဲ့လိုမျိုးလုတ်တင်တဲ့ဟာလေးတွေလိုတာပေါ့ကလည်းလှုပ်လာတာ7နှစ်လောက်ကြာသွားပြီဆိုဦးလေးဂျုံနဲ့ဦးလေးလာတာတခြားဒီစပြိုးရေးဦးစီးဌာနတို့ဘာတို့ကပြောတာတွေဘာတို့ရှိလားပြီးခဲ့တဲ့3-4နှစ်လောက လင်းနှစ်ဝင်းကျင်လောက်ကတော့အဲ့ဒါဟိုသူတို့ unisex ကလာပြီးတော့ဦးလေးတို့ channel ကိုလာကြည့်တယ်ကြည့်ပြီးတော့အကြံဉာဏ်တွေပါလဲပေးပါတယ်အာတင်နန်းတွေတချို့တွေ့လဲလာပြတယ်အဲ့ဒါမျိုးတွေလည်းရှိတယ်အဲ့မတန်ခင်ကတော့ကိုနီးကိုဟန်နဲ့ပဲလောက်ကြတာပေါ့ကိုနီးကိုဟန်နဲ့ဆိုတော့ဟိုနီးဆက်ရလေးတွေပေါ့ဒီငါတို့တော့ဘလူးဆေးလေးတုံးနေဟေးသူတို့ကလည်းအဲ့လိုဘာမျိုးတုံးကြည့်တယ်ဒီလိုပိုးတွေ့တယ်ဘာလုပ်မယ်အဲ့လောက်ပဲသွားတာပေါ့ဟောအရင်တော့အူအဲ့ရှမ်းမျိုးတွေစိုက်တယ်ဆိုတော့ အရင်တော့အဲ့လိုဆန်းဆန်းပြီးတော့ဒီစားသုံးသူတွေလက်ခံတဲ့မျိုးဆိုတာဘယ်လိုမျိုးသိရှိလာလဲဆိုတာလည်းပြပြပေးပါအောင်တိုင်ကြီးကအုံညံပေါ့လေအဲ့အုံညံမှာအဲ့ကျွဲကောလှုပ်လိုက်တယ်ပေါ့ကျွဲကောလာဆိုင်တဲ့အချိန်မှာဦးလေးတို့ကဒါဒီမလှုပ်ကြသေးဘူးအဲသူတို့ဆိုင်တာကိုအားကြပြီးတော့သူတို့ရှေ့ကမျိုးမှမရတာလေအဲ့တော့ဒီမှာရှိတဲ့ဒေတာမျိုးပေါ့လေရှမ်းမျိုးကဲဆန်းဆိုင်ကြည့်မယ်သူတို့ ਨੇ ဘာကွာလဲဆိုပြီးအဲ့လိုဆိုင်ဖြစ်သွားတာဟုတ်ဆိုင်ဖြစ်သွားတော့သူတို့ရှေ့ကမျိုးကအသီးထွက်လာတော့ကိုယ့်ရဲ့အရေးသွေးကောင်းတယ်ပေါ့အဲအဲ့ဒါနဲ့ ကိုမျိုးတွေကိုရှောင်ပြီးတော့သူတို့ရှိတဲ့မျိုးတွေကိုယူဖြစ်သွားတာပေါ့ဒီမှာကျတော့အဲဂိုင်းကူဂိုင်းဆက် ကကျတော့ဘယ်လိုလုပ်လာလဲစားသုံးသူလက်ခံတဲ့အပင်ပေါ့အဲ့ဒီကအကိုင်ကိုပဲကူးပြီးတော့ပြန်စိုက်ကြတာပေါ့ဒါဆိုဥကဒီမျိုးတွေကိုစိုက်တယ်စိုက်ပြီးတော့မှဂိုင်းကူဂိုင်းဆက်ပုံစံမျိုးနဲ့ပြန်လုပ်တယ်ပေါ့ကိုတက်နိုင်တဲ့တော့ဝယ်လိုက်တယ်ဆိုတော့ဟိုနည်းနည်းအပင်အေးနဲတာပေါ့အဲ့ဒီကနေပွား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 ပြီးတော့နည်းနည်းအခုအပင်လေးများလာတယ်တပေါ်ပါပဲမျိုးတွေကျတော့ဘယ်မှာဝယ်ရလဲဦးဒီအုံညံမှာလဲဝယ်ပါတယ်နောက်ဟိုပါပေါ့ ဟိုမော်လမြိုင်မျိုးကောင်းတယ်ဆိုတော့မော်လမြိုင်အဆက်အသွယ်ရတဲ့ဘက်ကနေလေဟိုဝယ်ပစ်တယ်ပေါ့အဒီကအဒီရောပဲဟိုပို့လဲဟိုအများဆုံးကရန်ကုန်ဈေးကွက်သွားတယ်နောက်တိုက်ကြီးဈေးယူလဲပေးတယ်ဈေးနှုန်းနေထားရောဘယ်လိုရှိလဲတစ်နှစ်ထက်တစ်နှစ်ပေါ့အရင်တော့ဈေးနဲ့အခုဈေးနဲ့ဆိုရင်တော့ဟိုဈေးလေးနည်းနည်းတိုးရတယ်ပေါ့ဘယ်လောက်လောက်ရှိလဲခမန်းကြီးပေါ့ခမန်းကြီးဆိုဟိုချောချောဆိုရင်ဒီ1200လောက်ရောင်းရတယ်တလုံးတလုံးပေါ့အဲအဲ့တူအောက်မှာတော့ ဟို1000လို့800လို့ပေါ့အစားစားပေါ့အင်မတန်အချောရရင်တော့1500လောက်ရတယ်အဲ့နောက်ဆိုဆင်ခင်းဆင်ခင်းအောက်ဆင်းသွားတာပေါ့အလုံးအကြီးအသေးကိုဆိုင်တယ်နောက်တကစားလို့ကောင်းတဲ့အမျိုးနဲ့လည်းပါတယ်အဲအထက်ကအရသာပေါ့ဒီဒီကဒီရလာမျိုးဟိုထွက်ပါတယ်ဆိုတော့သူတို့နမူနာကြွေးပြီးအဲ့လိုလည်းရောင်းလာတာပြောရတော့လူယုံပြီးဝယ်တာပေါ့တမီးရဲ့အဲ့လိုပေါ့ဦးလေးချန်နဲ့ကိုလာတယ်ဦးလေးရှိကအသီးစားကောင်းတယ်ဆိုတော့ဒီဘက်လာဝယ်ကြတယ်အဲ့အဲ့လိုဒီဦးလေးရှိကနေရောင်းတဲ့လူတွေကလည်းအဲ့လိုပဲဟိုမှာတွားရောင်းတဲ့ခါကျရင်ဒါတိုက်ကြီးကအသီးပါ စားကြည့်ပါနမူနာကြွေးလိုက်ပြီးတော့အဲအဲ့လိုမျိုးပဲဝယ်ကြတာပေါ့ဒီအပြင်မှန်းကြည့်ုံနဲ့တော့ဒီရဲ့အရသာကိုရုပ်ခွင်နဲ့မခွဲနိုင်ဘူးဒီကြောကောသီးတွေနဲ့ပတ်သက်ပြီးတော့ဒီလက်ရှိအနာဂတ်ဈေးကွက်လာလာရောတခြားဒီစပြိုနီလာလာရောဘယ်လိုရှိနိုင်မလဲဆိုတာလေးလည်းသုံးသပ်ပေးပါဦးခုခေတ်ကတော့တမီးရဲ့ဟိုနိုင်ငံသားပို့မှဈေးရတယ်လို့ဖြစ်တော့လေနိုင်ငံသားဈေးကွက်ရရင်တော့ပို့အဆင်ပြေတာပေါ့ဒီမှာတော့လက်ရှိကတော့ဒီပြည်တွင်းမှာပဲရောင်းရတာဆိုတော့ဈေးပေါ်ပေါ်ပဲရတာ သူကတစ်နှစ်လုံးမှတစ်ခါပဲဟိုအတီးရတာဆိုတော့လေအဲဒီဟာကိုပြည်သူပြိုးထောင်မှုအများကြီးဟိုကုန်ကြစေရှိတော့လုံနိုင်တဲ့အင်အားနည်းနည်းနဲတာပေါ့ပံ့ပိုးမှုတွေပါညာတော့ဘယ်ရမှလည်းမရှိဘူးဆိုတော့ကိုတကူဓာတ်လေးလှုပ်တော့လုံနိုင်တဲ့အင်အားနည်းတော့အရန်မကျေပြန့်ဘူးပေါ့အဲ့လိုတော့ကွာသွားတာပေါ့ဒါဆိုရင်ဒီမျိုးတွေကနိုင်ငံသားဝင်နိုင်တဲ့နိုင်ငံသားဒီပြည်ပကိုဝင်နိုင်တဲ့အလားအလာရှိရပေါ့အဲဒီမျိုးတွေတော့သူကနိုင်ငံသားကိုရောင်းလို့ရနိုင်တဲ့အဆင့်ရှိတယ်လို့ခန့်မှန်းတယ် ဟိုပို့ဘူးတဲ့လူတွေလာဒီကိုလာကြည့်ဘူးတယ်ဟုတ်ကဲ့အာသူဈေးကွက်ဝင်တယ်ပို့လို့ရတယ်အဲ့လိုတော့လာပြောတယ်ဒါပေမဲ့ယူမယ်လို့တော့မကန်လမ်းဘူးတမီးနောက်ဆုံးသိချင်တာကဒီခိုင်းကူခိုင်းဆက်ပုံစံလေးပေါ့နော်အဲ့ဒါလေးကိုတမီးကိုလိုက်ပြပေးလို့ရနိုင်မလားရနိုင်လားတမီးဟိုဘက်မှာတချံမှာကူးနေတဲ့ဟာရှိတယ်ဆိုတော့တမီးအဲ့ကိုလိုက်ပြလို့ရတယ်ဟုတ်ကဲ့ပါအဲ့ဒါဆိုတမီးတို့ဟိုဘက်ချံအောင်သွားအောင်ရတယ်တမီးသွားပါ င်းဆက်လုပ်ပြမယ်ချမ်းပေါ့ဟုတ်တယ်သမီးဟုတ်ဟုတ်အဲ့ဒါဆိုရင်ခိုင်းကူးခိုင်းဆက်လုံးမဲ့နေရာမှာဘာပစ္စည်းတွေလိုအပ်မလဲပစ္စည်းတွေကတော့သမီးရဲ့ဟိုပါပေါ့နှစ်မျိုးလုပ်ပြမယ်လေတစ်မျိုးကအုံးစံထုတ်လေးနဲ့စီးတဲ့ဟာပေါ့နောက်တစ်မျိုးကြတော့ဒီမြေကြီး တောင်ပေါ်မြေကြီးလေးနဲ့စီးပြမယ်ပေါ့နှစ်ခုပေါ့နှစ်မျိုးလုပ်လို့ရအောင်ပေါ့နော်အရင်ဆုံးဒီဟိုအုံးစံမှုံလေးနဲ့လုတ်တဲ့ဥစ္စာကိုလေစီးပြလိုက်မလားဟုတ်ကဲ့ပါ ဆိုတော့ဒီဥစ္စာထုတ်လေးကိုတော့ဒီဒီလိုဟိုပေါ့ခွဲလိုက်ရမှာဒီလိုလေးလေဟုတ်ဒီလိုသူ့ဟိုဟာဂိုင်းနဲ့ဂိုင်းဝင်နိုင်အောင်ပေါ့ခိုင်းမှတော့အရင်ဆုံးခွဲပလိုက်ရမှာခွဲပြီးပြီဆိုတော့ဒီမှာရစ်မယ်ပေါ့နော်နှစ်ရစ်လောက်ရစ်မယ်တရစ်နဲ့တရစ်ကိုတက်လက်မကွဲတော့ခွာပြီးတော့ပေါ့ ဒီနှစ်ရည်ကိုတရည်နဲ့တရည်တလက်မကွက်အဲတလက်မကွက်တော့ခွာပြီးတော့ရစ်လိုက်ပြီးသွားပြီဆိုဒီအလဲကောင်ကနေပြီးတော့လေဒီအခွန်လေးတွေကိုအကုန်လုံးခွာပြလိုက်မယ်ပေါ့ကျွန်မကင်လာပဲအော်အဘွားဟိုအသားလေးအဲအဘွားကဒီဟိုပါပေါ့အခွန်လေးပေါ့အေးအခွန်လေးကိုအောင်ခွာမယ်သူကအဲ့ဒီဒီအခွန်နဲ့ဒီပေါ့ဒီအောက်ကအသားအမာရဲ့ဂျားလေးကနေပြီးသူကဟိုကထွက်လာမှာလေအမြင့်ထွက်မှာလေအဲ့လို ဒါဆိုကုံသွားပြီပေါ့နော်ကုံသွားပြီဆိုတော့ तू ကဒီမှာအကြည့်လေးတွေရှိသေးတယ်လေဒီအကြည့်လေးတွေကုံအောင်လို့အဲ့လိုလိုက်ချစ်ပြလိုက်အောင်အကြံလေးပေါ့လေအဲ့လိုချစ်ပြီးသွားပြီဆိုရင်တော့ခုနခွဲထားတဲ့ဟာလေးနဲ့ပေါ့လေခွဲထားတဲ့ဟာကိုဒီလိုဟာပြီးတော့ဒီမှာထည့်ပြီးတော့ဒီလိုစီးမယ်ပေါ့ဒီခုနခွာထားတဲ့ဟာရဲ့အပေါ်ကိုဒီလိုလုံအောင်စီးရမှာပေါ့ အဲ့လိုလေးစီးလိုက်စီးလိုက်ပြီးသူဒါဒါဟိုဟာဥဒံမောက်နဲ့အမြင့်ထွက်အောင်စီးတဲ့နီးပေါ့ပေါ်ကနေပြီးတော့အောက်ထဲကိုထွက်မယ်ပြီးရင်ဒီထဲကိုအမြင့်ဝင်နေမယ်တလနဲ့၅ဘတ်၆ဘတ်ပေါ့အဲ့လောက်ဆိုရင်ထွက်ပြီနော်ပထမစထွက်မယ်ဆိုရင်တော့ဟိုဟာအဝါနုလေးပေါ့အဲ့ဒီကနေနည်းနည်းအဝါအရင်လေးပြောင်းလာပြီဆိုရင်ဒါအမြင့်ရင့်နဲ့ပုံမှန်ပေါက်ပြီဆိုအဲ့လိုအချိန်မှာဒီအောက်ကနေဖြတ်ပြီးတော့ဒါဆိုင်မဲ့နေရအောင်ယူသွားလို့ရပြီဒီမိုးရင်းဆိုရင်တော့တန်းဆိုင်လို့ရမယ် ဟိုမိုးနှောင်းပိုင်းမိုးနှဲတဲ့အပိုင်းဆိုရင်တော့ဒါပြိုးရဲထည့်ပြီးပြိုးမယ်ပေါ့တေချာဆုံးကတော့ပြိုးရဲထည့်ပြီးတော့ပြိုးပြီးမှစိုက်တာပိုးတေချာတယ်ဒါဆိုအဲ့ဒီဂိုင်းကူဂိုင်းသက်တွေကဘယ်အချိန်မှလှုပ်တင်လဲဒီမိုးကြပဲလှုပ်တာကောင်းတယ်ကောင်းတော့ကတော့ဒီလာတွေထဲမှာလှုပ်တာပေါ့ဒီဂျွန်ဂျွန်လိုင်းပေါ့အမြင့်ထွက်ဖို့လည်းကောင်းတယ်မိုးလည်းရှိတာပေါ့ဆိုတော့တချို့ကတော့ဒီຫນွေဘက်ကိုပြန်မှီအောင်ဆိုရင်ဒီလိုအကောက်စလာပေါ့အဲ့လောက်လောက်ဆိုရင်တော့ဖြတ်တယ်ဖြတ်ပြီးတချို့ဆိုလည်းတန်းဆိုင်ကြတယ်ကောင်းဆုံးကတော့ပြိုးရဲထည့်ထားတာပေါ့နော်ပြိုးထားပြီးတော့ တရားဒီထားလိုက်ပေါ့နောက်လာမဲ့မိုးဦးလောက်ကြမှာချဆိုင်တယ်အဲ့ဒါကတော့တေးကြတယ်အဲ့ဆိုငါနောက်တစ်မျိုးနောက်တစ်မျိုးကမြေဟိုမြေကြီးလေးနဲ့ဟိုပါပေါ့စီးလိုက်တာပေါ့သူကမြေကြီးနဲ့စီးတော့လေဒီလိုပါပဲခုနကနီးပဲဟိုပါဘာမှမထူဘူးလေဒီလိုပဲခွာမယ်ဟိုရစ်ပြီးခွာမယ်ပြီးရင်သူကသူကတော့မြေကြီးကြီးပဲပေါ့ဟိုမှာပါတော့ပေါ့အုံးစံမပါဘူးအဲမြေကြီးကြီးကိုပြီးတော့မှသူကဟိုပါအပေါ်ကနေပြီးတော့ plastic လေးနဲ့ပတ်ထားတာ ။ဦးလေး channel မှာတော့အများဆုံးဟိုအမြေကြီးနဲ့ပဲတုံးတာများတယ်။တပါကွာလဲမြေကြီးနဲ့။ဘာကွာလဲဆိုတော့မြေကြီးနဲ့ကသူကမြစ်ကိုအကုန်လုံးမြင်နေရတယ်။မြေကြီးရ။အမြေကြီးရ။ခွာပြီးတော့ဥမာအပင်ကနေဂိုင်းကနေဟိုအပင်မကနေပြီးတော့လေဖြတ်ပြီးဆိုက်ပြီးဆိုရင်သူကဘာမှတိတ်ခွာစရာမလိုဘူး။ plastic ခွာလိုက်ပြီးတာ ਨੇ သူကအမြင့်တရားအပြင်မှာအကုန်လုံးထွက်ပြီးသားဖြစ်သွား။အုံးဆန်ထုတ်ကဘာဘာတစ်ခုနည်းနည်းတရိထားလို့ရလဲဆိုတော့ဒီအပြင်ပတ်ထားတဲ့ ပလတ်စတစ်ပေါ့အဲ့ဒီပလတ်စတစ်ကိုခွာတာနည်းနည်းလေးခဲရင်းတယ်အခမ်းမသိရင်အထက်ကဟိုအမြင့်လေးတွေပြတ်တက်တယ်ပေါ့ပြတ်သွားရင်သူကရှင်သန်မှုနည်းတာပေါ့ပျက်စီးများတာပေါ့ဒီကတော့ခဏလိုပဲပေါ့ဟိုအုံနံမုံနဲ့လောက်တယ်လို့ပဲဒီအပေါ်ကအကြည့်လေးတွေပါပြောင်းတခါလဲချက်ထုတ်လိုက်ပေါ့ဆိုပြီးပြီးသွားမှသူကမြေကြီးဒီတောင်မို့မြေပေါ့တောင်မို့မြေစီစီလေးကိုနယ်ပြီးတော့ ဟိုသူ့ဒီဘွားနေဒီလိုအောက်မှာပေါ့အဲဒီလိုအောက်လိုက်မှာတော်ဒီအဆက်လေးနှစ်ခုကိုလုံအောင်တော့အဓိကထားအောက်တာပေါ့အဲမြေကြီးအပေါ်ဘက်ကနေပြီးတော့ဒီလိုဒီအမြင့်လေးတွေကဒီလိုသွားတာပေါ့အဲ့လိုအဲ့လိုဒီတွေကနေထွက်လာတဲ့အပြင်အားလုံးက plus လေးတွေဒီဘွားနေပတ်ပြီးတော့အောက်လိုက်ပေါ့အောက်လိုက်ပြီးရင်သူကခြီမှာအဲ့လိုလေးခြီမှာဆိုတော့လေဟိုအမြင့်ထွက်လာပြီဟေးဆိုရင်လည်း သူကမြင်းနေရတယ်မြင်းဒီလိုအဲဒီလိုစီးလိုက်ပြီဆိုမြင်းနေရတယ်နောက်စိုက်မယ်ဆိုတဲ့အခါကျတော့လေဒီကောင်ဖြတ်ပြီးလို့အမြက်ကအကုန်လုံးမြင်းနေလို့ခုနအမြက်ရင့်တဲ့အနေထားလေးရောက်ပြီဆိုရင်ဒီလောက်ကနေဖြတ်လိုက်တာပေါ့ခုတ်လိုက်ယူလိုက်တာပေါ့ယူပြီးတော့ဒီ plastic လေးကိုဒီနှီးချက်ဖြီးလိုက်တာနဲ့ plastic ကိုအตาလေးကွာပါလားကောတော့သူကဒီမှာအမြင့်ကလေးတွေအားလုံးဒီတိုင်းပဲအဲ့တော့ तू ကအမြင့်အနာအထိခိုက်တက်တာပဲအဲမြေကြီးနဲ့လှုပ်တာပေါ့အဲမြေကြီးနဲ့လှုပ်တာတော့အဲ့လိုဒီ တက်နိုင်တော့ဒီမြေကြီးမှာဟိုဟာပေါ့အမြင့်ထွက်နိုင်တဲ့အားစီးတွေပါတွေရှိတယ်ပေါ့အဲအဲ့ဒါလေးနေနဲ့ဒီမြေကြီးကိုနယ်ပေးမယ်ဆိုရင် तू ကပိုကောင်းတယ်ဩနောက်စိုက်ပြီးဆိုရင်လည်းခုနကဦးလေးပြောရလို့ဒါလေးကိုခွာလိုက်တာနဲ့ तू ကတန်းစိုက်လို့ရဦးလေးအကြိုက်နဲ့ပြောရင်တော့သူ့ကိုတော့လောက်တာပို့ပြီးတော့တဘောကြဟုတ်ကဲ့ဟိုဒီကတော့ခိုင်းကြတော့ရွေးလာခိုင်းတော့နည်းနည်းရွေးတယ်တမီးခိုင်းကအရန်ໂຕນຸນຸແລະမຢາກດີໂລອຍແບບບໍ່ລະດາມະນຸລົນມະຍິດລົນບໍ່ ဒါအကြမ်းပြင်းပြောမယ်ဆိုရင်ဒါသူ့တက်တန်းဟိုပေါ့တနှစ်လောက်ဒါလုံခဲတဲ့နှစ်ကထွက်ထားတဲ့ဂိုင်းနေပေါ့အဲအဲ့ဒါမျိုးပဲစီးတာကောင်းတယ်ဂိုင်းရရင်သွားရင်လည်းအမြင့်ထွက်နေတယ်အပင်ဟိုအပင်လုတ်တဲ့နေရာမှာလည်းအပင်အားနေတာပေါ့သူကအမြင့်ထွက်ကောင်းမှအပင်အားကောင်းတယ်ဂိုင်းဒီလိုမျိုးရင်းရင်နေဆိုရင်အဲ့လိုမှအကွက်တွေလဲနေပြီအဲ့ဒီကောင်ဆိုသူအမြင့်ထွက်အားလည်းနေတယ်အပင်ဖြစ်ဖို့လည်းနှေးတာပေါ့ဒါဆိုဒီဂိုင်းလောက်ကအနေတော့အဲဒီဂိုင်းလောက်အလုံးအကျွဲစားလဲအဲ့ဝင်းကျင်လောက်ကောင်းတယ်သူတက်တိတ်ကြီးသွားရင်လည်းခုနလို့ ဟိုအောက်ကထွက်တဲ့အမြင့်နဲ့အပေါ်ကအပင်အားနဲ့မမျှရင်လေအပင်ကကြီးထွားမှုနှေးတာပေါ့ဟိုလုတ်ပြီးသားပြောရကိုဝယ်ရင်တော့ဇေယိတ်မြင့်တာပေါ့ဒါကတော့ဇေယိတ်နဲတာပေါ့ဝယ်တဲ့ဟာကတော့သူမျိုးကကောင်းလားမကောင်းလားကိုကျင်းနေမသိရဘူးဒါကတော့ကျင်းနေသိတယ်ဟုတ်ကဲ့ပါဦးရေအခုလိုမျိုးဖြေးချပေးတာကျေးဇူးတင်တယ်သမီးဒီဦးရဲ့ပြောကြားတဲ့ပြောကြားချက်တွေနဲ့ပတ်သက်ပြီးတော့ဧည့်သည်တရားကိုဖိတ်ကြားရခြင်းအဲ့ဧည့်သည်ကတော့ကျွဲကောတီတင်ကဒုတိယဥက္ခရာပေါ့နော်ဦးကြည်လင်ပါအဲ့တော့သူနဲ့သွားပြီးတော့ထပ်ပြီးတော့ဆွေးနွေးကြည့်ရအောင်ဦး ကောင်းပါတယ်သူ့ဘက်ကလည်းဗားကြံပြချက်တွေရမလဲဆိုတာပေါ့နော်ကောင်းပါတယ်ဟုတ်ပါတယ်အဲ့ဒါဆိုသွားဟုတ်ဆောင်နေလောက်ဟုတ်ပါတယ်ဟုတ်ကဲ့ဒါကတော့အမှုတော်ဘူးပေါ့ဥက္ကံမြင့်ဟုတ်ကဲ့ဒါကတော့တိတိသားဖြစ်မှာပါမင်းတို့ ြောကြသည့်တင်ရကြည့်ရအောင်ခလားဦးကြည်လင်းပါဦးကြည်လင်းပါဟုတ်ကဲ့အရင်ဆုံးသိချင်တာကအငယ်တို့အသင်းကလက်ရှိမှာဘာတွေလှုပ်ဆောင်နေလဲဆိုတာလေးသိကြရခြင်းအသင်းအနေနဲ့ကတော့ကြွယ်ကော်သည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဒါမျိုးတွေကိုမျိုးကောင်းမျိုးသားဘယ်ဟာမျိုးကောင်းတယ်ဆိုတာကိုအဲသတ်မှတ်ပေးတယ်စိုက်ပျိုးရေးပညာရှင်ဒေါက်တာတယောက်လည်းပဲအသင်းကနေပြီးတော့လောက်တာပြီးဥပဒေပညာရှင်ငွေကြီးနဲ့ပတ်သက်ရင်လည်းပဲပညာရှင်၃ဦးကိုဒါအသင်းအနေနဲ့ငှားထားပြီးတော့အသင်းကြီးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဲတိုင်ပင်ပြီးတော့လုတ်ကင်နေတယ်ပေါ့လေနော်အဲ့မျိုးတွေရောလက်ရှိမှာရေသွင်းမြင့်အောင်ငွေတို့အနေနဲ့ဘာတွေလှုပ်ဆောင်နေလဲဆိုတာလေးသိပြရစီရှင်ဒီပြပွဲပြိုင်ပွဲတွေလုတ်တယ်နှစ်တိုင်းမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ကပဲခူးတိုင်းအတောင်သူတွေနဲ့ဒီဘက်ကတိုက်ကြီးရတောင်သူတွေသွားပြီးတော့လာကြပြိုင်ကြတယ်ပြီးတော့အစည်းအနေနဲ့ကလည်းပဲရည်သွေးအဲ့မှာကောင်းလားမကောင်းဘူးလားဆိုတာတခါတည်းဒိုင်းနေနေနဲ့ကတခါတည်းအကဲဖြတ်တယ်ပြီးတော့မှတခါထောက်ခံချက်ပေးတော့ပေါ့နော်ဒီဒီက ခွန်လည်းပါရမယ်စားလို့လည်းကောင်းရမယ်အလုံးရေသွေးလည်းလှရမယ်အဒါမျိုးကို export ဖြစ်တင့်တော်တယ်ဒီမျိုးရွေးတယ်ဆိုပြီးတော့တခါတည်းအဲ့ဒီတောင်သူလာပြိုင်တဲ့တောင်သူတွေရောဆွေးနွေးပွဲတွေရောတခါတည်းပညာရှင်တွေနဲ့ညှိပြီးတော့တခါတည်းလှုပ်ပေးလိုက်ပါမြန်မာစိုက်ပျိုးရေးလုပ်ငန်းနေပြီးတော့နိုင်ငံခြားရိုးရဲအနေပြီးတော့အဲဘင်ကွန်နော်နဲ့ကွန်တောင်ဒီဆိုပြီးတော့မျိုးနှမျိုးတွင်းလာတယ်တွင်းလာပြီးတော့ပြည်တွင်းမှာအဲတင့်တော်မဲ့နေရာလေးတွေကိုရွေးချယ်ပြီးတော့စိုက်တဲ့ချိန်မှာ တိုက်ကြီးအုံညံမှာအစိုးရခြံပေါ့နော်အဲသူ့မှာ ဖြစ်ထွန်းတယ်အသီးနှုံးလည်းကောင်းတယ်အည်သွေးလည်းပဲကောင်းတယ်အခုဆိုရင်တော့တိုက်ကြီးကျွဲကောဆိုပြီးတော့ဒါဈေးကွက်ထဲမှာဒါနာမည်ရသွားပြီဒီဟာပေါ့အဲတိုက်ကြီးအဲတိုက်ကြီးကျွဲကောဒါသူသူ့ရဲ့ဟိုတင်းပဲဟုတ်အရသာဘယ်လိုရှိတာလဲအရသာကအမြင်လေးတွေဟာသူကသေးပြီးတော့နူးညံ့တော့ပေါ့နော်အည်လည်းရွှမ်းတယ် ခွန်လေးတွေကလည်းပဲသူကပါတော့အခုရိုးတဲ့ကဝင်နေတဲ့ဒီပြည့်ရည်စန်းဆိုတဲ့ကြွယ်ကောနေရသူနဲ့ကညီကိုလို့ပြောရမှာပေါ့သူကတော့အဲကောတောင်ဒီပဲအရင်တော့နှစ်ပေါင်း20လောက်ကနိုင်ငံတော်ဆိုရကနေပြီးတော့တွင်ပြီးတော့အခုဆိုပြည်တွင်းမှာအလုံးအဲနေရာအနှံ့ကိုရောက်နေပြီအခုကတော့နောက်ပြည့်ရည်စန်းဆိုပြီးတော့မျိုးတစ်မျိုးရိုးတဲ့ကထပ်ဝင်လာတယ်ဒါအတူတူပဲ အဲ့ဒီလောက်ရတာကောင်းနဲ့ကျွဲကောဒီတွေကိုအငယ်တို့နေနဲ့ဒီပြပအထိဒီထိုးပေါက်တာရောရှိတာစုတာဥပမာပြင်ကွန်တိန်နာနှလုံးသုံးလုံးလောက်ဆိုရင်ကုန်သွားပြီ ပြည်တွင်းစုခဲ့ရလဲရှိနေသူဝယ်လို့အာဆိုတော့အဲဈေးနှုန်းအနေနဲ့ကလည်းပဲပို့တဲ့လူတွေပြောတာကတော့ तू ကအဲပြည်တွင်းမှာပေါက်တဲ့ဈေးလောက်ပဲဟိုမှာလည်းရတယ်ဆိုတော့ export လုပ်ဖို့အတွက်နည်းနည်းအခက်အခဲလေးရှိတယ်စုရမှာပေါ့နော်စုကဆောင်းရတာနည်းနည်း ခက်တယ်ပေါ့။အဲဆိုအဓိကအခက်ခဲကစိုက်တဲ့သူနဲ့လို့ပြောလို့ရလား။စိုက်တဲ့သူကတော့မနေဘူးသမီးရဲ့။ဒါပေမဲ့မျိုးပြားနေတယ်။ဒေသမျိုးအဖြူတွေအအနီတွေရှိတယ်။အဲသူတို့ကြတော့ဒီလို quality မကောင်းဘူး။ export လုပ်လို့မရဘူး။အဲအဲ့လိုဖြစ်နေ။ဒီမျိုးကြတော့တောင်သူတွေကသိသွားပြီ။အလဲလဲလက်ခံနေပြီ။ဒါပေမဲ့စိုက်ဧကားအနေနဲ့ကနဲနေသေးတယ်။အဲအဲ့အဲ့တဘောမျိုးဖြစ်တယ်။အစွမ်းငယ်ပြောသလိုဆိုတခြားမျိုးတွေကိုစိုက်နေတဲ့သူတွေကို ဒီမျိုးတွေကိုစိုက်ဖို့အတွက်အငယ်တို့တိုက်တွန်းလို့အဲတိုက်တွန်းတယ်သူတို့လည်းသိတယ်အဲဟိုဟာဗောလေအပင်ကြီးကကြီးပြီးတော့အသီးတွေကလည်းပဲရတနှစ်စင်ရနေတယ်ဆိုတော့သူကလည်းနှမျိုးပြီးတော့မျိုးမပြောင်းကျင်ဘူးပေါ့နော်အဲအဲအဲ့ဒီသဘောမျိုးလေးတွေပေါ့ဟုတ်ကဲ့ပါအငယ်အနေနဲ့ရောဗာများသိကျင်လေးလဲဗာဆွေးနွေးကျင်လဲဆွေးနွေးလို့ရပါတယ်ပြောကြည့်ပါဦးမယ်အာဆရာတို့နဲ့ကတော့အရင်ကလဲဟိုပါပေါ့ရင်းနေနေ တွေ့ဘူးတယ်ဂျုံလဲဂျုံဘူးပါတယ်ဒီတင်နန်းတွေပါပြီးတာမှလည်းဆရာဥဆောင်ပြီးတော့ဟာဦးလေးတို့ဟိုအကုန်လုံးစီစဉ်ပေးတယ်အခက်ခဲရှိတယ်ဆိုဆရာတို့နဲ့တိုင်ပင်လို့ရတော့ဦးလေးတို့ကတော့အရန်တော့ဟိုခက်ခဲရင်းရင်းတော့မရှိပါဘူးဒါမဲ့ဟိုပါပေါ့အကွက်အကွင်းကြဲကြဲဝင်းဝင်းမလုံနိုင်တာတခုတော့ရှိနေတာပေါ့ဆိုင်ရဆိုင်ရလေးတွေကပေါ့လေအခုညထောက်ပံ့လေးတွေရရင်တော့ဒီအပြင်ဟိုပါပေါ့စိုက်ဖို့အဆင်ပြေသွားမယ်လို့လည်းယူဆတယ်ဟုတ်ကဲ့နေလေအောင်သူငယ်ချက်လေးပြောပြပါဦး အခုသူကမြင်ပြောတဲ့ထဲမှာကျွန်တော်အထောက်ပံ့ဆိုတဲ့နေရာမှာဒီကျွန်တော်အသင်းကဧကများများစိုက်ကျင်တယ်စိုက်ကျင်တဲ့လူအားလည်းပဲရှိတယ်တက်နိုလော်ဂျီလည်းရှိတယ်မျိုးတွေကလည်းရှိတယ်ဒါပေမဲ့ရင်းနှီးမှုကအဲအရန်လိုအပ်နေတယ်ရင်းနှီးမြုပ်နှံမှုပေါ့လေအဲ့မှာအငယ်တို့အသင်းအနေနဲ့ကတော့ဘာကိုစူးစမ်းနေလဲဆိုတော့ဧကများများကို စိုက်နိုင်အောင်နိုင်ငံတော်ဆိုရလည်းပဲဒါကိုနှိရှိချင်းငွေအဲဒါမျိုးလေးတွေပန့်ပိုးရင်တော့အရန်ကောင်းတာပေါ့နော်ဟုတ်ကဲ့ပါအငယ်အနေနဲ့ရောဒီကြဲကောစိုက်တဲ့သူတွေအတွက်ကောနောက်ပြီးတော့ကြဲကောစိုက်ချင်တဲ့သူတွေအတွက်ကောထပ်မံပြီးတော့စကားပြည့်စုံပြောပြပါအောင်ရှင်အသိရနေပြီးတော့သတ်မှတ်ထားတဲ့ခုနကပြည်ကြီးစမ်းမျိုးမော်လမြိုင်ပန်းတဲ့တိုက်ကြီးအုံညာမျိုးနော်ဒီမျိုးတွေကိုပဲဒီသုံးမျိုးပဲစိုက်ရမယ်တောင်သူတွေကိုပြောကျင်တယ်နောက်တစ်ခုက ဒီမျိုးခိုင်းတွေကိုလည်းပဲဒီဟိုတဲ့ကူးတဲ့ခါမှာဆိုရင်တနှစ်သားတနှစ်ခွဲသားနုပြူတဲ့ခိုင်းလေးတွေကိုပဲကူးပြီးတော့တေးချာချာအဲ့တော့တနှစ်သားလောက်မွေးပြီးမှအဲမြေချဆိုင်တင်တယ်အရွယ်ရောက်လာပြီးဟေးဆိုရင်လည်းပဲသီးမင်္ဂလာဈေးမှာအဲဖာမာမားကတ်ဆိုပြီးတော့တောင်သူတွေခြံဆိုင်တောင်သူတွေကိုယ်တိုင် လာပြီးတော့ရောင်းနိုင်တဲ့အဲနေရာလေးတစ်ခုသတ်မှတ်ထားတယ်ကိုယ်တိုင်စိုက်ပျိုးထုတ်လို့သူများအဲ farmer market ဆိုပြီးတော့လုပ်ပေးထားတဲ့အသင်းအနေနဲ့ပေါ့လေနော်အဲ့ဒါမျိုးလေးတွေကိုနိုင်ငံတော်အနေနဲ့ကအသင်းကိုဒီလိုမျိုးလေးတွေချင်းငွေတွေမျိုးတွေနေရာထိုင်ခင်းတွေခုနလိုကြွဲကောသီးဇုံဆိုတဲ့ဟာမျိုးတွေဧကအများကြီးကိုအဲစူးစူးစီးစီးနဲ့အဲလုပ်ပေးနိုင်မယ်ဆိုရင်တော့နိုင်ငံရဲ့အခုစဗမာနိုင်ငံကနေပြီးတော့ဖျက်သီးပို့တယ်စိန်နှလုံးပို့တယ်အဲသခွားမွေးပို့တယ် အဲနောက်ကျွဲကောဒီပို့တယ်ဆိုတာမျိုးဖြစ်လာအောင်အဲငယ်တော့ဝိုင်းဝန်းပြီးတော့တောင်သူတွေရောစ조사ဖို့လိုတယ်နိုင်ငံတော်ကလည်းပဲဒါကိုပံ့ပိုးပေးဖို့လိုပါတယ်ဒါမှသာဒီကျွဲကောစိုက်ပျိုးရေးကဖွံ့ဖြိုးတိုးတက်လာဟုတ်ကဲ့ပါအဲ့ဒီနေရာကိုဗမာပြောချင်နေကြပြီရှင်ကျွဲကောဒီနေရာပတ်သက်ပြီးအင်္ဂါရောတော့ဟိုပါပေါ့နိုင်ငံတော်အထောက်ပံ့လေးများရခဲ့မယ်ဆိုရင်ပေါ့လေအခုလက်ရှိလုံနေတဲ့ဟာတဲ့ပို့ပြီးတော့တိုးတက်အောင်ဟိုလုံနိုင်တယ်လုံလဲလုံချင်သေးရှိတယ်ပေါ့အဲနိုင်ငံတော်ဘက်က ဒီကြောကဆိုင်တောင်လူတွေကိုဘယ်လောက်လောက်များထောက်ပံ့ပေးနိုင်မလဲဘယ်လောက်များကူညီပေးနိုင်မလဲနောက်ခုနဆရာပြောထားတဲ့ဥမာဇုံလေးလိုနေရာမျိုးမှာဟိုတောင်သူတွေကိုခေါ်ပြီးတော့ဥဆောင်ပြီးလုပ်ပေးမယ်ဆိုရင်တော့ဒါဒီတောင်သူတွေလိုက်လို့ဖို့အစင်းနှင်းရှိတယ်ဒီຢာလဲတိုးတက်သွားလိမ့်မယ်လို့အကယ်တော့ယူဆပါတယ် အထက်တရဲ့အောက်ကျွဲကောဆိုသလိုဒီတိုက်ကြီးမျိုးနယ်မှာတော့အုံးကြံမျိုးတွေကိုသာအဓိကစိုက်ပျိုးကြပါတယ်။ဒီအုံးကြံမျိုးတွေရဲ့စိုက်ပျိုးပုံအစဉ်စဉ်နဲ့ပြည်ရင်းပြည်ပဈေးကွက်အနေထားတွေဘယ်လိုရှိလဲဆိုတာကိုရိုက်ကူးတင်ဆက်ပေးခဲ့တာပါ။နောက်တစ်ပတ်မှာလည်းအခြားသီးနှံအခြားစိုက်ခင်းတွေရဲ့စိုက်ပျိုးပုံအစဉ်စဉ်နဲ့ထောက်ကုံစဉ်စဉ်တွေကိုရိုက်ကူးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးရှင်။ကျမတို့ရဲ့အစီအစဉ်ကို Facebook Page ဖြစ်တဲ့ Moral Family TV မှာလည်းဝင်ရောက်အကြံပြုပေးနိုင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။